အရှိချာဘူးကတော့အဲ့လိုမျိုးပေါ့ရှစ်တဲ့သူတွေကတော့များနေရပေါ့ပြောရမယ်ဆိုရင်ရွေးရတာတော့နည်းနည်းလေးခက်တယ်တကယ် line ပေါ်မှာလည်းအဲ့လိုမျိုးစာတွေပို့အဲ့လိုမျိုးကြီးစားတကားတွေလာပြို့အဲ့လိုပုံလေးတွေလာပို့မောင်လေးမမရှစ်လာအဲ့လိုပုံလေးအဲ့လိုကိုရဲ့စမ်းပဲဟောဖြစ်တာလားမသိဘူးကိုတော့ချစ်တဲ့သူတွေကတော့အများကြီးပဲကြီးသားလည်းတစ်ခါမှမရဘူးကြောအဲ့လိုမျိုးလေးပေါ့တွေ့ကြုံလည်းမရှိတော့နည်းနည်းလေးထိတွေ့ရတော့နည်းနည်းလေးလှမ်းတာပေါ့အဲ့လိုမျိုးလေးတစ်ခုနဲ့ချိန်ဖို့ကဲကျွန်တော်ရဲ့ချစ် ကျန်တိုင်းလေးဘဝတွေကဝေးกว่าအဲ့ကြောဘယ်လိုပြောရမလဲကိုကကြတော့အခုချိန်မှာကြိုးစားဖို့အောင်မြင်ဖို့ကြိုးစားနေတဲ့အချိန်ကျတော့ကြီးစားတဲ့တစ်ခါမှမရဘူးကြောအဲ့လိုမျိုးလေးပေါ့တွေ့ကြုံလည်းမရှိတော့နည်းနည်းလေးထိတွေ့ရတော့နည်းနည်းလေးလှမ်းတာပေါ့အဲ့လိုမျိုးလေးတစ်ခါမှလည်းကျွန်တော်တကယ်ကြီးစားဆိုတာတကယ်မထားဘူးအခုချိန်ဒီအသက်တာနော်25 35ကျော်လာတာ အဲ့တော့ကြီးစားတဲ့တခါမှမထားဘူးတော့အဲ့လိုမျိုးတွေတခါမှလည်းမထားဘူးတော့အဲ့လိုမျိုးကြီးစားထားမှလည်းလန့်ရတာပေါ့အဲ့လိုမျိုးအဓိကတော့ကြီးစားထားတဲ့သွားတော့ဒီကတော့ရုပ်ချောတာတဲ့ဒီကတော့သူ့ဘက်ကိုယ့်ဘက်မျှကြည့်တာတော့နော်အဲ့လိုမျိုးအိမ်တွေသိခရှိတာမျိုးတို့ဒီကတော့ဒါမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးကျွန်တော်စဉ်းစားမှာပေါ့ခုဒီတော့ကျွန်တော်မတွေ့သေးဘူးရှင်းတဲ့သူတွေကတော့တကယ်များပါတယ်နော်မစင်ညာမှလည်းတနေ့တနေ့ကြီးစားစကားလာပြောတော့တယောက်၄50လောက်ရှိရဲ့ အာတနေ့တနေ့စာရတာပို့တာကိုကပြန်မပြောတော့လဲကို့ကိုချစ်တဲ့ပြိတ္တတွေကိုကပြောရမယ်နုပညာမျက်စိနဲ့ပဲကြည့်ရတာပေါ့နော်အဲ့လိုမျိုးကိုကဒီလိုမျိုးနုပညာမျက်စိနဲ့ပဲကြည့်လိုက်တာကောင်းပါတယ်ဒီကတော့ဤသက်သကသူတို့ကတော့ကို့ကိုချစ်တယ်ကြိုက်တယ်မောင်လေးရမ်းချောတာပဲဘာဖြစ်တယ်ညာပြနေနေပြောတာဆိုတော့ကိုကတော့အဲ့လိုနုပညာမျက်စိနဲ့ပဲကျေးဇူးတင်ပါတယ်မမရေကျွန်တော်ကြိုးစားနေပါတယ်မောင်လေးမမစဉ်းစားပေးပါဦးမောင်လေးသာရရင်မမဟိုပါပေါ့နော်တိုက်တလုံးကားတစ်စီးနဲ့တင်တော့မယ်ဒီပါတယ်ဆိုတော့အဲ့လိုမျိုးတွေပြောနေတာဆိုတော့ ကျွန်တော်လည်းနည်းနည်းစဉ်းစားပေးမယ်လို့အဲ့လိုမျိုးတော့ပြောထားတာပေါ့နော်အင်းတိုက်တလုံးကားသီးနဲ့လည်းတင်တော့ပါမယ်ကျွန်တော်လည်းအဲ့လိုမျိုးစဉ်းစားပေးမယ်လို့တော့ကျွန်တော်ပြောတာပေါ့နော်အခုတော့တော့တဲ့အဲ့လိုမျိုးပြောကြတာပေါ့တချို့အဲ့လိုမိန်းကလေးတွေအများကြီးပဲကျွန်တော်အမိမယူမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့အများကြီးပဲကျွန်တော်ရဲ့ဆိုကြည့်စမ်းရလဲမနေဘူးရေဆုံးကလာပါတယ်ပန်းလေးဝင်းထားခုချွေတိုင်းလုံးလွမ်းကြည့်သွားတာကျွန်တော်မလိုတာပါ မှတယောက်ချေပါမျိုးစိတ်လှုပ်ရှားလာဖြစ်လာဆိုအဲ့လိုမျိုးပေါ့ဒီခါလေးကျကျွန်တော်ရောက်တဲ့နေရာမျိုးတွေမှာတကယ်ချိုးမွန်လာပါတဲ့သူတွေအများကြီးပါပဲเนาะဒါပေမဲ့ကျွန်တော်မြင်နိုင်ရင်သူတို့ကဟိုပါပြေပါကျွန်တော်ရဲ့အလာဟိုကြည့်ဖြစ်တဲ့တွေလောက်ကောနာပါเนาะအဲ့လိုမျိုးပုံတွေတွေ့ရမောင်လေးမောင်လေးနဲ့ဆိုပြီးအကုန်လုံးတွဲခေါ်အဲ့လိုမျိုးကျွန်တော်ချစ်ကြတာဝဲဒီမှာဆိုလို့အဲ့လိုမျိုးကျွန်တော်နဲ့တွေ့ပြီဆိုရင်ဟိုလိုမျိုးကျွန်တော်ရဲ့မျက်နာဟိုစမ်းမဲရှိရလားမသိဘူးကျွန်တော်မြင်ယူချစ်ကြတယ်မျက်နာမြင်ချစ်ပါချစ်ခင်ပါတယ်ဆိုရင်ဆိုတဲ့ပြည်တာပါ အဲ့လိုမျိုးရင်ခုံလားဆိုရင်တော့ကိုကျွန်တော်ရဲ့စိတ်ကလည်းတစ်ခါမှလည်းကြီးစားမထားဘူးတော့ပြိတ္တတွေဆိုတော့ကိုကလည်းဒီပုံမှန်လေးပဲရလိုက်တော့အဲ့တော့အချစ်ဆိုတဲ့ရာသာတော့ကျွန်တော်မသိသေးဘူးပေါ့အဲကိုကလည်းတစ်ခါမှလည်းကြီးစားမထားဘူးလားလည်းပါတယ်အဲ့လိုမျိုးတွေးတဲ့နေရာတိုင်းကတော့ကျွန်တော်ချစ်တဲ့သူတွေတော်တော်များတယ်အမင်းကလေးတွေကလည်းအများကြီးအဲ့လိုပုံတွေတွေ့ရအကွာတခါလေးတစ်တော့ဆော့ပြုံဆိုနေဆော့ပြရတာပဲအဲ့တစ်တော့တွေပုံ30လောက်ရှိရမင်းကလေးတွေတယောက်ပြီးတယောက်မူပင်ပွဲမှာဆိုလဲတစ်တော့တွေအများကြီးပဲကျွန်တော်ဆော့ပြတာကိုအားပေးတဲ့ပြိတ္တဆိုတော့လေအကုန်ဆော့ပြတာမင်းကလေးနေလည်းဆော့ပြရတာပဲ အိမ်အောင်ပြုမယ်ဆိုဖို့ထက်ဒီကတော့နုပညာလောကနဲ့စီးပွားရေးလောကမှာနော်ထိတ်ဆုံးတနေရာအထိရောက်သွားမယ်ဆိုရင်ပေါ့ဒါတွေကိုကျွန်တော်အနေနဲ့ဖြည်းဖြည်းချင်းပေါ့နော်အဲ့ဒါတွေကဒီကလောလောဆယ်မှာတော့ရည်စားဆိုတော့ပဲကျင်ထားတာထားလို့ရတယ်မိဘနှစ်ပါးဆိုရှိတဲ့အချိန်မှာပဲပြုစုရတာလေအဲ့တော့ဒီကတော့စီးပွားရေးဘက်တွေနုပညာလောကဘက်မှာအောင်မြင်သွားပြီဆိုမှအချိန်ရေးဘက်ကပြန်ပြန်ဖြည်းဖြည်းချင်းပြန်စဉ်းစားလို့ရတယ်ဒီကမိဘနှစ်ပါးကိုပြည့်စုံဖို့စီးပွားရေးလောကမှာအောင်မြင်ဖို့နုပညာလောကမှာအောင်မြင်ဖို့အရင်ဦးစားပေးပြီးကြိုးစားသွားမှာပေါ့နော် အေးပါအချင်းကြီးအတွက်အချင်းကြီးကကျွန်တော်အနေနဲ့ငွေလေးချေပါပြောအချင်းကြီးစဉ်းစားလို့ရတယ်လေချေရေးဆိုတာမိဘနှစ်ပါးဆိုတာကျွန်တော်တို့ကရှိရချိန်မှာပြုစုရမှာအဲ့တော့မိဘနှစ်ပါးပြည်စုံရင်ထားအောင်မယ်စီးပွားရေးတော့ကမှအောင်မြအောင်ကြိုးစားပြီးဆိုရင်တော့ချေရေးဘက်ကိုကျွန်တော်အနေနဲ့အချင်းညာရင်တော့ကျွန်တော်စဉ်းစားစဉ်းစားမှာပေါ့နော်တာသမီးတွေနေချင်တဲ့နေချင်တာအထက်အဓိကတော့ကျွန်တော်အနေနဲ့ကကြတော့ပြောရမယ်ဆိုရင်ချစ်တဲ့သူတွေရမ်းများတာပေါ့နော်မင်္ဂလိဆိုလဲကျွန်တော်တားချစ်တဲ့သူတွေများတာဖြစ်တဲ့အတွက်ကြီးသားတွေကပဲချိန်ထားတာကျွန်တော်အနေနဲ့နော်အများကြီးကျွန်တော်အနေနဲ့ချစ်တဲ့သူတွေများတယ်ကြတယ်ဒါပေမဲ့ကျွန်တော်က အဲ့လိုမျိုးလဲကျွန်တော်မထားဘူးတယောက်ဆိုတယောက်ပဲကျွန်တော်အနေနဲ့ချစ်ချင်တာအဲ့တော့အဲ့လာကြောင့်မလို့ဒီမိဘနှစ်ပါးကိုပဲလောလောဆယ်ကျွန်တော်အနေနဲ့ပြည်စုံအောင်အမျှော်မှန်းထားတဲ့အတိုင်းဒီနှစ်နှစ်သုံးနှစ်အတွင်းမှာကျွန်တော်အများကြီးညွှန်မှန်းထားတဲ့အတိုင်းကြိုးစားအောင်မယ်အဲ့လာပြီးပြည်စုံမှာကျွန်တော်ရှေ့ရေးဘက်ကဖြည်းဖြည်းချင်းစဉ်းစားမှာပေါ့နော်မပြုံးမကြိုက်အပြုံးလေးတပွင့်ဟာအိမ်မထဲတီပါ တိုက်တွေကားတွေတင်တော့မယ်ဆိုရင်လက်ကမလားဆိုရင်တော့ဒါတို့ကနော်ဒီကတော့တိုက်တွေကားတွေထက်ကိုယ့်ပုံမှာသစ္စာရှိဖို့လည်းရေးကြည့်တယ်အဲ့တော့တိုက်တွေကားတွေထက်ယူပြီးနော်ကိုယ်ကသစ္စာရှိဖို့ပေါ့တော့အိမ်တော်တစ်ခုဆိုတာနော်တသက်လုံးပေါင်းသိရတာဖြစ်တော့တိုက်တွေကားတွေထက်အရှိစ်အရှိမှန်ရဖို့အဓိကကြာတာပေါ့နော်အတိုက်တွေကားတွေဆိုတော့ကိုယ်ကြိုးစားနေကြိုးစားတယ်လို့ခဏလေးနဲ့လည်းရနိုင်တာပဲဒီကတော့ဒီကကိုယ့်ရဲ့ဉာဏ်ရည်ဉာဏ်သွေးနဲ့ကိုယ့်ရဲ့လုံနိုင်အားပေါ့နော်ဒီကကိုယ့်ရဲ့ စီးပွားရေးဘက်မှာလည်းကိုဘယ်လိုမျိုးဖောက်ထွက်ဘယ်လိုမျိုးအောင်မြင်မယ်ဆိုတော့စီးပွားရေးပလန်တွေရှိဖို့လိုတယ်ဒါတွေမျိုးပလန်ရှိရဲ့အရင်းကြီးလည်းရှိရဲဆိုရင်တော့စီးပွားရေးလောကဆိုတော့ကျွန်တော်တနိုင်ငံလုံးသိရနေတာပြည်ပြစီးပွားရေးလောကမှာလည်းကျွန်တော်ကထိတ်ဆုံးဖြစ်သွားနိုင်တယ်အဒီကတော့ဒီကိစ္စမှာရင်းနှီးနှီးနဲ့ဖြည်းဖြည်းချင်းတက်နေတဲ့အချိန်မျိုးလို့ကျွန်တော်အနေနဲ့မလုပ်သေးတာပါနော်ရင်းနှီးကောင်းကောင်းနဲ့ဒါကျွန်တော်အနေနဲ့နေရာကောင်းကောင်းမှာအဲ့လိုမျိုးတွေဖုံးတိုင်းဖွင့်မယ်အဲ့လိုမျိုးစီးပွားရေးတွေကိုနှစ်ခုသုံးခုလောက်ပလန်ချမယ်ဆိုတနေ့တနေ့ကျွန်တော်ဝင်ဝင်သိမ်းပေါင်းတောင်းချီဝင်နေမှာအပုံမှန်ပါနော်အဲ့ဒါကျွန်တော်အနေနဲ့အများကြီးကြိုးစားအောင်လို့အခုချိန်မှာတော့ကျွန်တော်အနေနဲ့ငွေအင်အားနဲ့ အရင်နည်းများများဖြစ်အောင်ကျွန်တော်နေဖြည်းဖြည်းချင်းအောက်ရှေ့ကနေတက်လန့်တာပါနော်အဲ့လာပြီးသားတော့ကျွန်တော်ကြီးကြီးတွေကျွန်တော်စီဝိုင်းဘက်မှာလဲကျွန်တော်ကြိုးစားမှာပါအခြေရတော့ကျွန်တော်ဖြည်းဖြည်းချင်းတော့ကျွန်တော်ဦးစားပေးမှာပါကျွန်တော်ချစ်တဲ့သူတွေကတော့တနေ့တနေ့လင်းငါးဆယ်လောက်ရှိရပေါ့နော်မက်ဆေ့ချာမှာလည်းအဲ့လိုချစ်တယ်ကြိုက်တယ်ပြောကြတာအဲ့လူတွေထဲမှာပေါ့ဟာစိတ်လှုပ်ရှားတဲ့သူတွေပါလားဆိုရင်တော့တချို့ကြောက်လဲမဆိုးပါဘူးအိမ်တွေတိတ်ခါရှိပြီးရောလိုမျိုးတွေပါရိုးရိုးသားသားချစ်တယ်ကြိုက်တယ်ပြောကြတယ်သူတွေရှိပါတယ်တချို့ကြောက်လဲအဲ့လိုမျိုးပေါ့နော် ျွန်တော်ကိုအဲ့လိုမျိုးပေါ့နော်ရှစ်လာကိုကျွန်တော်ကိုအဲ့လိုမျိုးပေါ့နော်အမျိုးမျိုးကျွန်တော်ကိုပေါ့နော်ရှစ်စကားတွေပြောကြတာပေါ့တချို့ကြောလဲကျွန်တော်ရိုးရိုးတန်းတန်းပဲကြီးကြီးစကားကပြောတဲ့သူတွေလည်းရှိပါတယ်အဓိကတော့မမကြီးညီမလေးတွေတဲ့အရာရာဟိုနော်စီးပွားရေးဘက်မှာဘာနေရာမှာပဲဖြစ်ဖြစ်အိမ်တွေတိတ်ခါပိုင်းမှာပြည့်ပြည့်စုံတဲ့မိန်းမမျိုးတစ္ဆာကြီးရဲ့မိန်းမမျိုးအရာရာဟိုနော်ပတ်ဆုံးတော်တဲ့မိမမျိုးတွေကိုကျွန်တော်နေနေရတော့เนาะစဉ်းစားမှာပေါ့အဓိကတော့ဟုတ်ကဲ့ပါကျွန်တော်ယနေ့ချိန်ကြီးချစ်ခင်အားပေးရတဲ့ခုနှစ်သားသမီးပြည်သက်များအောင်ပါဝင်เนาะ ကျွန်တော်ချစ်သက်ကြောက်ပြီးကျွန်တော်လူပညာလောကတွေလည်းအများကြီးဆက်လုပ်ပြီးတော့အများကြီးကြိုးစားဖို့ရှိပါသချင်းသစ်တွေလည်းအများကြီးလာအောင်မယ်ကျွန်တော် event တွေမှာကျွန်တော်ထုတ်မယ်နောက်ပိုင်းကျွန်တော် show တွေမှာကျွန်တော်တွေ့ဦးမှာပါခုလိုလိုတဲ့ကျွန်တော်စီးပွားရေးတွေလည်းကျွန်တော်အများကြီးလုပ်ဖို့ရှိတယ်ခုစီးပွားရေးပထမဆုံးရှင်းတဲ့အနေနဲ့ကျွန်တော်အနေရနေဖြစ်ဖြစ်ချင်းအမြင့်ကိုတက်နေပါပြီမိဘတွေလည်းကျွန်တော်ပြည့်ပြည့်စုံထားမယ်ဒီနေ့မကုန်ခင်မှာကျွန်တော်မျှော်မှန်းထားတဲ့အတိုင်းပဲစီးပွားရေးလောကမှာလူပညာလောကမှာကိုကျွန်တော်ရဲ့ထိတ်ဆုံးတနေရာထိအောင်ကျွန်တော်ကြိုးစားသွားမှာပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်